မိတ်ဆွေများကျမ်းမာတော်မူကြပါစေခင်ဗျာဆ ्याम င်းလူရဲ့ 2B ဆိုလို့ဒို့လာတယ်ဆိုတဲ့ဝတ္ထုတို့လေးကိုလည်းနားဆင်ကြကြပါအောင်ခင်ဗျာ 17နာရီထိုးရန်9မိနစ်အလိုတွင်အတန်ပြီးသည်ရာမှာတစ်ချိန်အားသည်ပြီးတော့အားလက်ချိန်17နာရီ40မှာရတပညာနီးပြတန်းတို့ရတွင်ဆရာဦးဆောင်လာမည်မဟုတ်အားကစားပွဲအတွက်စည်းဝေးရှိသည်ဒီနေ့ဖို့အားလက်သွားပြီညကစဉ်းစားထားတော့ဥတ္တတူကလေးကို အပီးရင်းမည်ဟုဆုံးဖြတ်လိုက်သည်အတန်းထဲကအကြောင်းသားအကြောင်းများ အရှူရှူ ထွက်ကုန်ကြပြီကိုတင်မြင့်နဲ့ကိုဇော်လင်းတို့ကအေးသွားတောက်ရန်ခေါ်ဒီကိုညှင်းလိုက်ရပြီနှစ်အခန်းထဲ၌တိတ်ဆိတ်သွား၏ဗလာစာအုပ်ကို လွယ်အိတ်ထဲမှထုတ်လိုက်သည် ဖောင်တိန်နှင့်ရင်းလျင်ကောင်းမလားဘောပင်နှင့်ရင်းရင်ကောင်းမလားဖောင်တိန်ဆိုလျင်မင်ပြတ်မည်ဆို၍ဘောပင်နှင့်မင်ရေတော်မည်ဝတ္ထုကောင်းစဉ်ကိုရွှေကန်းကောဟုပေးလျင်ကောင်းပြီဟုစဉ်းစားမိသည် ဒီဇလန်မှာကန်းကော်ပန်းသည်အေးပါ၏ဝတ္ထုကောင်းစဉ်တက်လိုက်သည်ဇလန်စပါပြီယနေ့နနဲ့ရှူတူတူစိုက်စိုက်စာရေးနေတယ်ရှူတူတူဆိုတော့အတန်းကပင်တော်တော်ကြည်၏ခန်းဘေးကဖြတ်လျှောက်သွားသောမျိုးသမီးသုံးယောက်တယောက်ကိုကျွန်တော်သိသည်ပကြီးပြပွဲမှာတငယ်ချင်းတယောက်ကမိတ်ဆက်ပေးမှုသည် စီပွားရေးတက်သူကနာမည်တော့မေ့သွားပြီထားပြောတာသူလားဟွန်းကဗျာလေးပြီကတော့မဆိုးပါဘူးလူပုံကတော့ဟိဟိအပဝါနာထိုင်မိတာမာသည်ဂျောင်းနေသူရွှေမှာတက်သူမှာဒီလိုပဲယောက်ျားလေးအုပ်စုများလျင်မိန်းကလေးတွေကအနောက်အပြောင်ခိုင်းရမည်အဲမိန်းကလေးအုပ်စုကများပြီးယောက်ျားလေးတယောက်တည်းဆိုရင်လည်းမလွယ်ဘူး ရေးလက်ဆစာမျက်နှာကိုပြန်ကြည့်တော့ခါယနေ့နံနဲ့တဘာဖြစ်တယ်လဲယနေ့နံနဲ့ယနေ့နံနဲ့မိုးအုံပါသည်နှင်းစီပန်းကလေးတွေအိပ်ပျော်နေကြတော့ဇော်လက်ဒီအိမ်တကားကိုပိတ်လိုက်၏တော့ခတ်သည်ရာသီဥရုကအုံမိုင်းမိုင်းရှိ၏တို့ရတွင်သူ့စိတ်ကပေါ်ပါတွက်လည်နေသည်အမှန်ဟေ့ကိုညံပိုက်ဘာရေးနေတာလဲဗျဟိုက်တော့ပါပြီ သူ့ကိုလှမ်းမကြည့်မိတော့လဲသူအတန်ကြားယုံနေတိလိုက်သည်ဆိုမြင့်ကျွန်တော်တို့အတန်ထဲမှာစကားအများဆုံးဒုက္ခပါပဲကြောင်းမဲ့ကစင်းကိုပို့မလို့ဝတ္ထုတို့လေးရေးနေတာပါဗျာဒီလောက်ဆိုသူနားလေဖို့ကောင်းပြီတို့ရရင်ဒါဆိုအုံနောက်လေးကြည်လင်သွားအောင်လက်ဖက်ရည်သွားတော့ကြစို့လာကျွန်တော်တိုက်ပါမယ်ညင်းဆိုဖို့မတင်ကြောင်းနားလေသည်လက်ဖက်ရည်ဆိုင်မလိုက်ရင်လေဒီအခန်းထဲမှာပင် သူစကားတွေပြောပါလိမ့်မည်ထို့ကြောင့်ထလိုက်သွားရည်လက်ဖက်ရည်နှစ်ခွက်မှာပြီးနောက်ဒီမှာကုညာပိုင်ခုနလက်ချောင်းဘလို့သဘောရလဲဗျဆိုပြီးစတင်ဆွေးနွေးလေတော့သည်ခက်သည်သူပြောတာတွေအကုန်လုံးကျွန်တော်သိပြီးသားမသိပဲနေပါမလားဗျခုနပဲဆရာတင်သွားတဲ့ဟာတွေပဲဆွေးနွေးခြင်းငင်းခုန်ခြင်းသည်အတိတ်တရားကိုတိုးပွားစေကြောင်းသိပါသည်တို့ရရင် အခုချိန်မှာတော့မဆွေးနွေးခြင်းစားပဲရေးခြင်းနေသည်ဒီတော့ကျွန်တော်နှဖူးကိုဖြန်းကနေရိုက်ပြီးဟာ၁၂နာရီတောင်ထိုးတော့မယ်မျိုးသမီးနဲ့ချိန်ထားလို့တွားလိုက်အောင်မယ်ဗျာလစ်ကနေထပြီးထွက်လာခဲ့ဤဘယ်ဟုတွားရင်ကောင်းမလဲတိတ်ပန်ခမ်းမတွင် လူရှင်းနေမိကိုသိသည်တို့ရရင်တိတ်ပန်ဆောင်ဘက်တို့မသွားခြင်းမတော်တဆမိစံနဲ့တွေ့ရင်ခက်ကြီးလောလောဆယ်တွင် သူနဲ့မတွေ့ကြသေး။ညနေ3:00နာရီဝဲမိစံတို့တန်ပီးမှသွားတွေ့တော့ပြီ။ခုစိုးမြင့်နဲ့စကားပြောနေရသောကြောင့်အမှန်မှသူကကြီးပြောနေခြင်းဖြစ်သည်။အတွေးပြတ်သွားသောဇလန်းကလေးကိုလမ်းလျှောက်ရင်းစဉ်းစားရသည်။အမရဆောင်ဘော်တဘက်သို့တက်ခဲ့သည်။လက်ဝဲပဲတောင်းရှိခန်းတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ဇလန်းကိုပြန်ဆက်ရည်သည်။ မှန်နှင်းဖွေးနှင့်တွေ့ရမည်ဟုမှန်နှင်းဖွေး၏ရုပ်သွင်ကို မြင်အောင်ကြည့်လိမျက်ဝန်းအစုံကိုအလင်းမိ၏ကြည်စင်၍တည်သောမျက်ဝန်းနှခမ်းအလွာ၏တစွန်းတစစီရင်နေဆူးရှာသောအတံများနှင့်တူမင်းကလေးတတိုက်ခန်းထဲဝင်လာသည်ထမင်းဘူးကိုစီနှင့်ခြေဆုံးခုံတန်းရတွင် မျက်နှချင်းဆိုင်ထိုင်သည်ထမင်းဘူးတွင်ဖွင့်သည် အစပိုင်းတော့တိတ်တိတ်ဆိတ်ဆိတ်ပဲထမင်း၄၅စွန်းစီစားပြီးတော့အခါအင်းအားပြေဝလာကြဟန်တူသည်စကားပြောတံများထွက်လာ၏ထမင်းတစ်စွန်းစားလိုက် စကား၅ခွန်းလောက်ပြောလိုက်ရည်လိုက်ထမင်းစားလိုက်စကားပြောလိုက်ထို့အခါကျွန်တော်ကလည်းတက်ပြင်းချလိုက်ဖောင်တိန်ကိုပိတ်လိုက်စောက်ကိုလွှဲတဲ့ထည့်လိုက်မှတ်တပ်ရက်လိုက်အခန်းအပြင်သို့ထွက်လိုက်ကျုပ်သွားပြီဇေယမလေးတို့ရေ လက်ဝဲဘက်အခန်းများကိုစွန့်၍လက်ရဘက်သို့ရှောက်ခဲ့သည် တကားစီထားသည်တကားကိုဖြွင့်၍ဝင်လိုက်ရာဟာယောအခန်းထဲသို့ဝင်မိချီလန်းများတွန့်သွားရ၏အခန်း၏တောင်စွန်မှာမျိုးသားတယောက်နှင့်မျိုးသမီးတယောက်သူတို့သည်အပေါဝဘက်သို့ကြောပေးထားသဖြင့်ကျွန်တော်ကိုမမြင်ကြကြည်တကားဖွင့်တံကိုလည်းကြားဟန်မတူဟုတ်ပါသူတို့သည် လောကကြီးသုံးပါး၌ဘာရီဖြစ်နေသည်ကိုသတိထားနိုင်ရမည်မဟုတ်မြို့သမီးကစိတ်ကောက်နေသည်ထင်၏အမျိုးသားကစကားတွွတ်တွပြောရင်းချော့နေသည်သူခေါင်းကုပ်လိုက်၏ကျွန်တော်သည်ကိုရင်းစာတတ်သူအလိုက်တည်တတ်သူဖြစ်သည်နှင့်အညီခန်းအပြင်သို့ထွက်ခဲ့ပါသည်ခန္ဓာကားကိုလည်းအတန်မမီအောင်ပြန်ပိတ်ပေးခဲ့ပါသည်ကျမချမ်းသာကြပါစေငါ ဆက်လျှောက်ခဲ့ရသည်ဟိုခန်းတုန်းကလိုအရန်မဝင်ရဲတော့ဘရင်းပေါက်ကအตาချောင်းကြည့်ရသည်ဒီခန်းနဲ့လဲလူရှိနေဤသွားပဲဦးနော်နောက်တခန်းထူးခြားစွာ အားလက်နေသည် လူမရှိအတန်းထဲသို့ဝင်၍တောင်စုံခုံနှမ်းမှထိုင်သည်စာအုပ်ကိုဖွင့်သည်ရင်းရံပြင်ဤအားရရမှန်းမသိတော့ဗျာ ဇောလက်နဲ့မင်းဖွေးတို့ကိုအင်းဝလန်းဘော်ကကန်းကော်ပန်းရောင်းသောဆိုင်ကလေးမှာတွေ့ခိုင်းပြီးအပွင့်အလဆုံးကန်းကော်ပန်းကိုနှစ်ယောက်စလုံးကပြိုင်၍ဝဲကြပြီဟုတ်ပြီတွေ့ကလေးရလိုက်တော့လဲရေးရတာအဆင်ပြေသားပဲစာတမျက်နာကိုခဏလေးပြီးသွားတယ်နဲ့နောက်တမျက်နာတဲဟုတ်ပါလားဒီနှုံးတိုင်းဆိုကြွိမြတ်စွာဘုရားတကားဖွင့်တယ်ပါလား ဦးခေါင်းကိုငဲ့၍ကြည့်လိုက်ရာအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ကျွန်တော်မြင်သောအခါခန်းထဲဝင်ပြီးသူတို့ချင်းလန်းများတုံသွား၏အမျိုးသမီးကပြန်ထွက်ရအောင်ဟူသောအိုက်တင်ဟုတ်သားပဲတွားရလေဘာဖြစ်လို့ရက်နေကြတာလဲတို့ရရင်သူတို့နှစ်ယောက်ဒီအခန်းဤတစ်ဖက်အစွန်းရှိခုံနှန်းတွင်ဝင်းထိုင်လိုက်ကြပြီတိတဲ့အတိုင်းပင်သူတို့ကိုမြင်သောအခါကျွန်တော်သည်မိဆန်ကိုဖြတ်ခနဲ တရီရလိုက်၏ထို့အခါဖောင်တိန်သည်စာရွက်ပေါ်တွင်လမ်းမလျှောက်နိုင်တော့ကြည်ဒီချိန်ဆိုလျင်မိဆန်တော့သင်္ကန်းစာတွေလိုက်မှတ်နေတော့မှာပဲဟုတွေးမိပြန်လေသည်ကျွန်တော်သည်အတွဲချောင်းဖို့ဝါသနာမပါပါခုဟာကမျက်စိရှိတင်ရောက်နေတာချောင်းနေတာမဟုတ်ပါဘူးအထင်ကြီးရကြီးပါဗျာအမျိုးသားကအမျိုးသမီး၏ပခုံးပေါ်သို့လက်တစ်ဖက်တင်လိုက်သည် မြို့သမီးကလက်ကိုဖယ်ချလိုက်သည်ကျွန်တော်ဘက်သို့မတိမတာငဲ့ကြည့်၏ကျွန်တော်ကလည်းမတိမတာခိုးကြည့်နေသောကြောင့်သူကျွန်တော်ကိုကြည့်ကြောင်သိခြင်းဖြစ်သည်အမျိုးသားကအမျိုးသမီး၏နားနားသို့ကပ်၍တစုံတစ်ခုပြောသည်မြို့သမီးကမျက်စောင်းထိုးပြီးဘိုက်ခောက်ကိုဆွဲလိမ်သည်အာဟုအော်ပြီးသူတို့ရည်ကြ၏ကျွန်တော်ကလည်းခက်တီတီပဲဘယ်ရမလဲ စာအုပ်ကိုပိတ်၍ခန်းပြင်သို့ထွက်ခဲ့ပါတော့သည်။ကဲငါအကြောင်းသိပြီလား။ ီတော့ကဘယ်ကိုသွားမလဲမန္တလေးဆောင်ဥချစ်လဖေးဆိုင်ရာမညဆောင်ကန်းကော်တော့တခုမှစိတ်ကြိုက်မတွေ့လမ်းပေါ်တွင်ဤအောင်ဝါလှုပ်ရင်ရှောက်နေမိသည်ဗန်းဖြေရိတ်တာပြီးမှအင်္ဂရီအုတ်ခုံလေးများကိုမျက်စိကြာမိသည်ထိုင်မီပြုတ်လိုက်စင်ပါပင်အနုပညာအသင်တီဝိုင်းကန်းထဲမှဘေတိဘေတိဆိုသောအသံကိုကြားလိုက်ရ၏စိတ်မျိုးတန်းလက်စွမ်းပြနေပေတကူ ကောင်းလေးစူးစမ်းလိုက်กว่าဟုစိတ်ထဲကအားပေးရင်ထွက်လာခဲ့သည်ဝင်းနေသမင်ခမ်းမဤကြောက်တဲ့လေကလေးများတွင်ထိုင်မည်ဟုစိတ်ကူးသေးသည်တို့ရတွင်ထိုနားတဝိုက်မှာကားပြိုင်ပွဲရှိသည်ကားဒဇင်းနှင့်ဒဇင်းပြိုင်မောင်းကြခြင်းမဟုတ်ပါဒဇင်းနှင့်ပြိုင်သောကားပြိုင်ပွဲဖြည်းဖြည်းမောင်းသည့်တိုင်ဘိုးဆွဲနိုင်တော်လဲအရန်မောင်းသည်အပန်းဖြေရိတ်တာတောင်းတွင်စိုက်ထားသောကားများဖြည်းဖြည်းမောင်းရန် တောင်းပန်ထားသောဆိုင်းဘုတ်သည်အဓိပတိလမ်းထိပ်မှတက္ကသိုလ်မြေပုံဆိုင်းဘုတ်ကဲ့သို့ပင်ဂယုဆိုင်သူနေပါလာသည်ဝူးကနေပွမ်းကနေဝီကနေကြွိကနေနေပါစေအင်းအားကန်ဆက်မှာပဲနာဤပါဤသွားရတော့အံခုနှစ်ပါရတော့အင်းအားနေမီကြတော့နေရာတွေကပေါများလာပါပြီတို့ရရင်အကောင်းဆုံးနေရာကိုရွေးရမည်တွေ့ပါပြီလက်ပံမင်းကြီးတပင် ဗပြင်းမြင့်များနဲ့ဗပြင်းမြင့်ဆိုဒီမှာအခြားအမြင့်များလို မျိုးကပ်လျက်အလုံးလိုက်မရှိမွေးဗပြင်းများလိုအပြားဖြစ်ပြီးမြေပေါ်တွင်ဒောင်လိုက်ရှိနေ၏အပင်ရင်းတွင်မြေပေါ်သို့တပေခန့်မြင့်တက်နေသောကြောင့်အမြင့်တစ်ခုနှင့်တစ်ခုကြားတွင် အကန့်ကလေးများသပွဲဖြစ်နေသည်ဇိန်နှင့်ထိုင်ချပြီးဇလန်းကို ပြန်စင်စားသည်ဇောလက်နှင့်မင်းင်းဖွေတို့နှစ်ယောက်ထဲတွေ့ကြသောအခါ ဘယ်လိုတရုတ်ဖော်မလဲဟုတ်ပြီစောစောကရမညဆောင်ထဲမှာတွေ့ခဲ့သောအမျိုးသမီးနဲ့မျိုးသားတို့ဖြစ်စဉ်လေးကိုပြန်ရင်းမိကျေးဇူးပဲဇော်လက်ဒီမနှင်းဖွေးဤပကုန်းပေါ်သို့လက်တစ်ဖက်ကိုတင်လိုက်သည်ထို့အခါအလိုလေးဝတ္ထုသည်အသက်ဝင်လွန်သွားသည်ထင်သည်ဇက်ကောင်တွေကအတန်များဆောင် ထွက်လာသည်ဟုထင်ရသည် မဟုတ်ပါလက်ပံမင်းကြီးနောက်မှလွတ်ပေါင်းအောင်ွယ် ဟုတ်ပါကျွန်တော်မရောက်ခင်ကတည်းကသူတို့ရောက်နေခြင်းဖြစ်ပါလိမ့်မည်လက်ပံမင်းကြီးသည် လက်ငါဘက်စာလောင်ရှိသောကြောင့်ကျွန်တော်တို့တယောက်နဲ့တယောက်မမြင်ခဲ့ခြင်းဖြစ်ပါလိမ့်မည်ထို့သူဖြစ်ရကကျွန်တော်သည်လိုက်သိတတ်သူကိုချင်းစာတတ်သူဖြစ်သည်နှင့်အညီထိုနေရာမှရှောင်ထွက်ခဲ့ပါတော့သည်လွတ်လပ်စွာ နေရကြပါလိမ့်ရှစ်နေရနေရနေရငါအတွက်နေရ အမောက်ပယောကကင်းဝေးရနေရ။အိုးကြည်စံနီးရနေဝေးနေသောနေရာတစ်ခုကိုမိထားခဲ့ပါသကော။တက္ကသိုလ်များဘ ਹੁ စာကြည့်တိုက်ကဘာလို့ဖို့ထားသလဲ။ထိုနေရာ၌စူညံခြင်းမပြုရ။တိုးတိုးပြောပါစာဖတ်နေသည်။စာကြည့်တိုက်တို့အမြန်ပြေး။ကြောင်အကြဆုံးနေရာမှာထိုင်းစာကိုဆက်ရည်သည်။ဒီဝတ္ထုဒီနေ့ပြီးမှဖြစ်မည်။ တက်ကသူနှစ်လယ်မဂဇင်းအတွက်စာမှုများကိုဒီနေ့ညနေ၄နာရီနောက်ဆုံးထား၍လက်ခံပြီဖြစ်သည်ထို့ကြောင့်အကယ်၍ကဘာစစ်ကြီးဖြစ်လို့စာကြည့်တိုက်ကိုလေးရင်ပြန်ဖြင့်ဘုံလာကျဲသည့်တိုင်ဒီနေရာကမထပြီဟုဆုံးဖြတ်လိုက်လေသည်ဒီနေရာနဲ့ကျွန်တော်နဲ့လမိုင်းကတလားမသိစိတ်ပါလက်ပါရေးလိုက်ရဇက်သိမ်းမိုင်းကိုပင်အစပြိုးလိုက်နိုင်သည်ဇက်သိမ်းငန်းဆိုတော့အရေးကြီးသည်စကလုံးတွေကို ေချာစွာရွေးချယ်ပြီးဟိတ်ကိုကိုအမလီမိဆန်မိဆန်ချစ်တော်မိဆန်ဘေးမှာလာရက်နေသွားပါပြီဗျာသွားပါပြီကဲကြပါဦးဘာဖြစ်လို့ဒီလောက်တောင်လန့်နေရတာလဲကိုကိုရဲ့ရှာလိုက်ရတာတခါတည်း तू ကဒီမှာလာပုန်းနေတာကိုမဟုတ်ပါဘူးကဲပါစားလာပြီကွယ်ထသွားအောင်လေဟိုးဟိုးစားလေပါလဲ ငိုက်ဘူးလားဒါဖြင့်လေဟာမဟုတ်ပါဘူးလိုက်ပါမယ်နာဆိုပေးအိတ်စာကျွန်တော်စာအုပ်ကိုတူယူ၍လွဲအိတ်ထဲထည့်လိုက်ပြီကျွန်တော်ဒီစာအုပ်ကလေးကိုတန်ရောစင်မကုံတော့လဲမတတ်နိုင်တော့ဘဝမှုမိစံနဲ့အတူလိုက်ခဲ့ရသည်ပြေးသွားမှလေဆိုတော့အင်းရတဲ့အကြော်စားခြင်းလို့တဲ့အင်းရကန်ဆက်တို့တစ်ခေါက်ရောက်ရပြန်သည်အကြော်စားကြ၏ တနင်္လာသို့ရောက်တော့အခါကိုကိုဟိုပင်ကြီးရောက်သွားထိုင်ရမိဆန်လက်ညှိုးထိုးပြတော့ပင်ကြီးကတော့စောစောကကျွန်တော်ထွက်ပြေးခဲ့ရတော့လက်ပံပင်ကြီးလာလေးသွားရအောင်ယွန်းတွန်းတွန်းဖြစ်နေတော့ကျွန်တော်ကိုမိဆန်ကအံ့ဩနေလင်းနေထင်၏အလွန်ကဲသောကိုကိုဘလို့များဖြစ်နေပါလိမ့်ဟုထင်မလားမသိလက်ပံပင်ကြီးကိုကျွန်တော်လက်ပတ်စစ်ဆေးလိုက်သည်ကျွန်တော်လို့ စာရီဘာရီလာရေးနေတဲ့သူများရှိမလားလို့ပြီးတော့စောစောကအတွဲဘယ်သူမှမရှိစိတ်ချရပြီဆိုမှမိဆန်နဲ့ဘေးချင်းရှင်၍ထိုင်ချလိုက်သည်လေးညင်းကလေးသည်အင်းအကန်ရေပြင်ပေါ်တွင်ပြေးလွှာဆော့ကစားသောအခါလိုင်းကျက်ခုတ်ကလေးများသည်နောက်တွင် ဖြတ်ကနေဖြတ်ကနေကခုန်နေကြတော့ဟင်းတော့ကျွန်တော်ဝတ္ထုတွေကဇက်ကောင်ကအတန်ထွက်လာခြင်းမဟုတ်ပါ လက်ပံမင်းကြီးနောက်ွယ်မှာအခြားဇုံတွဲစီမှာအတန်လဲမဟုတ်ပါကျွန်တော်နဲ့အနီးကပ်ဆုံးနေရာမှာထွက်ပေါ်လာတော့အတန်ဖြစ်ပါ၏ကျွန်တော်ဤမျက်နာနဲ့တထွာလောက်သာကွာသောနေရာမှာထွက်လာသောအတန်ကျွန်တော်ကမိဆိုင်ဤပခုံးပေါ်သို့လက်ဖက်ကိုတင်လိုက်သောအခါသူကကျွန်တော်လက်ကိုပုတ်ချရင်ပြောလိုက်သောအတန်မိကဲ့သို့ဆက်ဆက်နေသည်မသိမိဆန်ကကျွန်တော်ကြောကုန်းကိုဒုက္ခနဲ့ထုလိုက်သောအခါ စောစောကရေးလက်စဝတ္ထုဇလန်းသည်အုံနောက်တွင်မှဖက်ခနဲခုံထွက်သွားလေသည်အလိုက်တိတတ်သောအင်းအားလီညင်းသည် ထိုဝတ္ထုဇလန်းလေးကိုကြိုးဖြင့်တုံအောင်၍ဝေးရာသို့ဖန်စီခေါ်ဆောင်သွားလေသည်ဂီတပရိသာ1980ဇူလိုင်ဆီယမင်းလူရဲ့တူဘီဆိုလို့ဒိုးလာတယ်ဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ